င်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက်ဂရိတ်1389ခုနှစ်နိုဝင်ဘာလ6ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့အတွက် PSN New ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့စောစယ်မောင်ပါ American ဆိုရရဲ့ပြတ်သားတဲ့အရေးယူဆောင်ရွက်မှုကအာဆီယံအပါအဝင်မဟာမိတ်များကို တော်လှန်ရေးဘက်သို့ဥတီစီပြီးဘာမာအက်အကောင့်ထဲပေါ်လာနိုင်ကြောင်း UNG ဝင်ကြီးဦးထင်လင်းအောင်ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်အစိုးရကမြန်မာအရေးနဲ့ပတ်သက်ပြီးပြတ်သားတဲ့အရေးယူဆောင်ရွက်မှုအရှင်ပြုလုပ်ပါကအာဆီယံပါဝင်မဟာမိတ်နိုင်ငံများပါတော်လှန်ရေးဘက်သို့ဥတီလာနိုင်ပြီးမြန်မာအရေးနဲ့ပတ်သက်တဲ့ဗမာအက္ကိုအကောင့်တဲဖော်လာနိုင်ပွဲရှိကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ဤပညာ MOCID ဝန်ကြီးဦးထင်လင်းအောင်ကပြောဆိုလိုက်ပါတယ်ဒီလိုမျိုးစံချိန်စံညိုးနေနဲ့မပြေဝတဲ့ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ပဲဒီမှာ hearing လုပ်သွားတယ် congress မှာနော် လမ်းလိုက်ကော်မတီကညှိနှိုင်းလို့သွားတဲ့ကွန်ဖရင့်မှာဒီတော်လည်ရေးမှာဒီမဲဘုံထောင်ပြီးတော့ဒီလိုမျိုးရွေးကောက်ပွဲကိုအတိမတ်ပြုလို့လုံးဝမဖြစ်ဘူးဆိုတာကိုတော့ဒီကွန်ဖရင့်ကနေပြီးတော့အစိုးရကြားအောင်ပြောလိုက်ပြီအဲ့တော့အမေရိကန်အစိုးရကဘာလို့ဖို့လို့လဲဒီဟာကို action ခေါ်ဖို့လို့လေသူတို့ရဲ့ action နဲ့တောင်းကောင်းဖော်နိုင်မှကျွန်တော်တို့ရဲ့ရွေးကောက်ပွဲဒီမာဆာမာအလာရဲ့ရွေးကောက်ပွဲဟာ ကျွန်တော်တို့ဘလို့မှအတိမတ်ပြုလို့မရဘူးဆိုတာကိုရှင်သွားရင်လမ်းဖြစ်တယ်ဆိုတော့အမေရိကန်အစိုးရကနေပြီးတော့ဥဆောင်ပြီးတော့ဒီရွေးကောက်ပွဲကိုအတိမတ်မပြုဘူးဟဲ့လို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့အာဆီယံကကျွန်တော်တို့ရဲ့အခြားသော EU ရော EU နိုင်ငံကျွန်တော်တို့ရဲ့မာမိတ်နိုင်ငံတွေအကုန်လုံးကနေပြီးတော့ဒါကိုဝိုင်းဝန်းကန့်ကွက်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးအားစုတွေကိုအားပေးတဲ့ဘာမာအက်ကိုလည်း action ပေါ်ဖို့လိုတယ် action မပေါ်ဘဲနဲ့ထားခဲ့တာအခုနှစ်နှစ်သုံးနှစ်ဖြစ်နေပြီဒါမျိုးကောင်းတယ်ပေါ်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မဟာမိတ်ကျွန်တော်တို့ရဲ့မဟာကျွန်တော်တို့ရဲ့ဒီမိုကရေစီမဟာမိတ်ဖြစ်တဲ့အမေရိကန်ဥဆောင်ပြီးတော့ပေါ်မယ်ဆိုလို့ရှိရင်ဒီပြဿနာတွေဟာကျွန်တော်တို့အင်းငိမ့်ပြီးတော့ကျွန်တော်တို့နိုင်ငံဒီမိုကရေစီလမ်းကြောင်းမဟုတ်ဘူးရောက်သွားမှာမလွယ်ဘူးလို့ကျွန်တော်ပြောရင်းနဲ့ဒီလိုထုတ်ပါတယ်ကျေးဇူးပါအမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမြို့ရှိအင်ဖြူတော်ရှိမှာဒေတာစံတော်ချိန်နိုဝင်ဘာလ23ရက် နနပိုင်းကမြန်မာစစ်တပ်ရဲ့တရားမဝင်အတုအယောင်ရေကောက်ပွဲကိုတပိတ်မောက်ဆန္ဒပြစန့်ကျင်ပွဲကျင်းပခဲ့ရာအဆိုပါပွဲမှာဝင်ကြီးဦးထင်လင်းအောင်တက်ရောက်အမှာစကားပြောကြားခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်အောက်လွှတ်တော်မှာအမေရိကန်နိုင်ငံကမြန်မာပြည်ပခန့်ကိုကင်တွယ်ဖြေရှင်းရန်အချိန်မရှိတော့ကြောင်းလွှတ်တော်အမတ်များကသတိပေးခဲ့ပြီးအနာမြင့်ရေးရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့စစ်ကော်မရှင်ကိုပြင်းပြင်းထန်ထန်အရေးယူရန်အမေရိကန်အစိုးရကိုတိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။ ဘာမအက်ကိုအမေရိကန်ကဥဆောင်ပြီးအကောင့်တဲဖော်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်သွားမှာမလွဲဘူးလို့ကျွန်တော်ပြောလိုတယ်လို့ MOCND ဝန်ကြီးကဆိုပါတယ်အဆိုပါပွဲကို The New York City Burmese Community Supporting the Democracy Movement in Burma ကဥဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီးအမေရိကန်နိုင်ငံရောက်မြန်မာတိုင်းရင်းသားပေါင်းစုံတက်ရောက်ခဲ့ကြပါတယ်တပိတ်မောက်ဆန္ဒပြစန့်ကျင်ပွဲတက်ရောက်လာသူများဟာအမေရိကန်ပြည်ထောင်စုရှိတရုတ်တန်ယုံရှိမှလည်းစစ်ကောင်မရှင်ရဲ့အတူရောင်ရေကောက်ပွဲစန့်ကျင်ကြောင်း ဆန္ဒထုတ်ပေါ်ခဲ့ကြပါတယ်ခင်ဗျာ DKBA နယ်မြေတွင်တရုတ်နိုင်ငံသားများတည်ဆောင်လာပါကဖမ်းဆီးမယ်လို့ကြေညာခဲ့တဲ့ DKBA ကကြားဖြန့်လုံခြုံရေးယူထားတဲ့ DKBA တာဝန်ခံကိုထပ်မံဖမ်းရန်ထုတ်လိုက်ပါတယ်ဒီမိုကရေစီအကျိုးပြုကင်းရတက်မတော် DKBA က၎င်းတို့ထိမ့်ချုပ်ထားတဲ့နယ်မြေတွင်နိုင်ငံခြားသားတရုတ်နိုင်ငံသားများကိုတည်ဆောင်လာပါကမိသူကိုမဆိုဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းကြေညာခဲ့ပြီးတဲ့နောက်ကြားဖြန့်လုံခြုံရေးယူထားတဲ့ DKBA တာဝန်ခံကို ထပ်မံဖန်ရန်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါကြေညာချက်ကိုယမန်နေ့နိုဝင်ဘာလ24ရက်နေ့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးပြီးခဲ့တဲ့နိုဝင်ဘာလ21ရက်နေ့က DGBA ထိန်းချုပ်ရာမင်းလက်ပံရွာရှိကြားပြန်ကိုင်းကိုကင်းရဲ့အမျိုးသားအစည်းအရုံးကင်းရဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU KNL ကဝင်ရောက်စီးနင်းပြီးနောက်ထုတ်ပြန်လာခြင်းပဲဖြစ်ပါတယ်။ KNU ကမင်းလက်ပံရွာရှိကြားပြန်ကိုင်းကိုဝင်ရောက်စီးနင်းရာ DGBA တပ်ဖွဲ့ဝင်230အပါအဝင်ကြားပြန်လုပ်ငန်းလုပ်ကင်သူနိုင်ငံသားသား2000ဝန်းကျင်နဲ့ ငွေလေလုပ်ငန်းမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းများတင်းဆဲရမိခဲ့ကြောင်းယနေ့နိုဝင်ဘာလ25ရက်နေ့ကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။အဆိုပါကြားပြန်ကိုင်းကို DKBA ပုံမူစောကျော်ကိုမင်းခတခွားတိကတာဝန်ယူလုံခြုံရေးပေးနေခြင်းဖြစ်ပြီးထိုင်းဘက်သို့ထွက်ပြေးသွားတဲ့၎င်းကို DKBA ကဖန်ရန်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင် DKBA ဗဟိုစစ်ဌာနချုပ်ယုံစုံစည်းမြန်ရဲ့ထုတ်ပြန်ကြေညာချက်မှာမြို့တိလက်နက်ကင်အဖွဲ့အစည်းဖြစ်စေမြို့သူတူတူတယောက်ကဖြစ်စေ DKBA နယ်မြေတွင်တတ်မှတ်ချက်မရှိဘဲ နိုင်ငံသားသားများကိုတည်ဆောင်ခြင်းအားစစ်ဆေးတွေ့ရှိပါကဖက်ဆီးအေးအေးယူမီဖြစ်ကြောင်းတိကျစွာဖော်ပြထားတာပဲဖြစ်ပါတယ်။ DKBA ရဲ့အဆိုပါလှုပ်ဆောင်မှုဟာကြက်ပြက်လုပ်ငန်းအပါအဝင်လူကုန်ကူးမှုနဲ့ဆက်ဆက်တဲ့မှုကင်းများကိုထိန်းချုပ်ရန်နဲ့ရှောင်လန်းနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းဒေသခံများရဲ့တုံ့တက်ပြောကြားချက်အရသိရပါတယ်။ DKBA ကထို့သို့ထုတ်ပြန်ထားပြီးမဲ့ American ပြည်ထောင်စုဗန်နာယီဝန်ကြီးဌာန OFAC ကပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့က DKBA ထိပ်တန်းခေါင်းဆောင်များဖြစ်ကြတဲ့ ဆော့စတီဆိုင်းကျော်လာ ဆော့စိန်ဝင်းနဲ့ဆော့ဆန်းအောင်တို့ကို စီးပွားရေးရပိတ်ဆို့အေးအေးမှုများချမှတ်ခဲ့တာပဲဖြစ်ပါ रे ခင်ဗျာဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတော့ PSN New ဝိုင်းတော်သားကိုတီးယားကတင်ပြပေးသွားမှာပဲဖြစ်ပါ रे ခင်ဗျာ PSN News ပြည်သက်များမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး PSN News ရဲ့နိုင်ငံတကာသတင်းများကို ကျွန်တော်တီဟာက တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့မြန်မာနိုင်ငံသားများအတွက်ယာယီအကာအကွယ်ပေးထားတဲ့ခေလုံခွင့် TPS ကို American ရုပ်သိမ်းတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ American ပြည်တော်စုမှရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားများအတွက်ယာယီအကာအကွယ်ပေးထားတဲ့ခေလုံခွင့် Temporary Protective Status TPS ကို Trump ဆိုရောက်ဖွဲ့ကရက်ဆိုင်တော်မှာဖြစ်ကြောင်း American ပြည်တော်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန US Department of Homeland Security ရဲ့ယမန်နေ့နိုဝင်ဘာလ24ရက်တနင်္လာနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားများအတွက်ယာယီကာကွယ်ထားတဲ့အဆင့်တန်း TPS တန်းဟာအင်္ဂါနေ့မှကုန်ဆုံးတော့မှာဖြစ်ပါတယ်။နိုင်ငံရဲ့အခြေအနေတွေကိုပြန်လည်သုံးသပ်ပြီးသက်ဆိုင်ရာ American ဆိုရဖွဲ့စည်းများနဲ့တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်ပြည်တွင်းလုံခြုံရေးဝန်ကြီးဟာမြန်မာနိုင်ငံဟာယာယီကာကွယ်ထားတဲ့အဆင့်တန်းတတ်မှတ်ဖို့အတွက်အခြေအနေတွေနဲ့ကိုက်ညီမှုမရှိတော့ကြောင်းဆုံးဖြတ်ခဲ့သည်ဟု Federal မှတ်တမ်း Federal Register မှာထုတ်ပြန်တဲ့အဲ့ဒီကြေညာချက်မှာပါရှိပါတယ်။ ရုပ်သိမ်းမှုဟာရပ်ပေါင်း60အတွင်းအကျိုးသက်ရောက်မှာဖြစ်ကြောင်းလည်းထပ်လောင်းဖော်ပြထားပြီးပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနရဲ့ခံမှတ်ချက်အရလက်ရှိမှာ TPS စင်တန်နဲ့ American ပြည်တော်စုမှာနေထိုင်နေတဲ့မြန်မာနိုင်ငံသားပေါင်း4000နီးပါးရှိပါတယ်။မြန်မာနိုင်ငံအတွက် TPS စင်တန်ကို Democratic Party မှဦးဆောင်သူဂျိုးဘိုင်ဒန်ဆိုရအဖွဲ့လက်ထက်မှာ2024ခုနှစ်မေလ26ရက်နေ့မှစတင်ကနိုဝင်ဘာလ25ရက်နေ့ထိ18လသက်တမ်းတိုးပေးခဲ့တာဖြစ်ပါတယ်။ Republican Party ဝင်ဖြစ်တဲ့ Trump ဟာဇန်နဝါရီလမှာယာရုစတင်ယူပြီးတဲ့နောက် ူ့ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတင်းကျပ်မှုတွေရဲ့ဒစိတပိုင်းအနေနဲ့နိုင်ငံများစွာမှနိုင်ငံသားများအတွက် TPS ကိုရုပ်သိမ်းခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့မြန်မာနိုင်ငံမှာတတ်ထုတူဖော်မှုမြင့်တက်လာတဲ့အတွက်ကြောင့်အရှိတောင်အာရှရှိမြေချောင်းများနဲ့ပြည်သူများအနေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အရှိတောင်အာရှဒေသမှာတရုတ်ကုမ္ပဏီများလုတ်ကင်တဲ့တပ်တုရင်း2400ကျော်ဟာမြေချောင်းရင်များတွင်စွန့်ပစ်ပစ္စည်းများဆုံးထုတ်နေကြောင်းသုတေသတွေကပြောကြားလိုက်ပါတယ်။ American အခြေစိုက် Stimson Center သုတေသနအဖွဲ့အစည်းမှနိုဝင်ဘာလ24ရက်နေ့မှာထုတ်ပြန်တဲ့သုတေသနပြုချက်အရအရှိတောင်အာရှဒေသမှာတပ်တုရင်း2400ကျော်ဟာ Cyanide နဲ့ Mercury ကဲ့သို့အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းများကိုမြေချောင်းရေထဲသို့ထုတ်လွှတ်နေပွဲရှိကြောင်းသိရပါတယ်။၎င်းတို့နဲ့အများစုဟာ တရားဝင်မှုမရှိဘဲနဲ့စီကမ်းမဲ့လုတ်ကိုင်းနေကြောင်းသိရပါဗျ။ဒီပမာဏကကျွန်တော်တို့ထူးခြားတဲ့အရာပါပဲလို့ Stemson မှအကြီးတန်းအဖွဲ့ဝင် Brand Eller ကပြောကြားပါဗျ။ဒါပြင်၎င်းကမဲကောင်တန်လွင်တဲ့ ARE ကဲ့သို့သောအဓိကမြစ်တွေရဲ့မြစ်လက်တက်များစွာဟာအလွန်မင်းညဉ့်ညမ်းနေပွဲရှိကြောင်းထောက်ပြပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံကမြစ်ဖြားခံပြီးမဲကောင်မြစ်ထဲကိုစီးဆင်းနေတဲ့ကော့မြစ်ရေဟာရေလူညဉ့်ညမ်းမှုတွေရှိလာပါတယ်။အဲဒီလိုရေလူညဉ့်ညမ်းမှုတွေရှိလာပြီးစိုးရင်ရတဲ့အတွက်ပြီးခဲ့တဲ့ AB လာကလေးက ကော့မြင့်ရေးကိုအသုံးမပြုဖို့ထိုင်းအာဏာပိုင်တွေကဒေသခံတွေကိုသတိပေးခဲ့ပြီးအဲ့ဒီဒေသမှာစိုက်ပျိုးရေးအတွက်မြေအောက်ရေကိုသာအသုံးပြုနေရကြောင်းသိရပါတယ်မြန်မာနိုင်ငံမှာစီကံမဲ့တပ်ထုတူဖော်မှုတွေတိုးပွားလာခြင်းဟာဒေတာရိတ်မြင့်များအတွက် မထင်မှတ်ထားတဲ့ဆိုးကျိုးများရှိလာနိုင်တယ်လို့ Stemson Center ရဲ့စက်တင်ဘာလမှာထုတ်ပြန်ထားတဲ့ချက်လက်တွေကသတိပေးထားပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ PSNU မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့ မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာပဲဖြစ်ပါတယ်။ PSNU ကိုချစ်ရှုအပ်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းလုံခြုံကြပါစေခင်ဗျာ။